လိတ်သက်များအားလုံးမင်္ဂလာပါရှင်လိတ်သက်များအားလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖွယ်ရောဂမ်မီယာဖြစ်ရဲ့စံကျယ်ဇလင်ကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးဆရာနှွေတမန်ရေးသားထားတဲ့ရုံးမဖေတာဆိုတဲ့ဖြစ်ရဲ့မဇလင်လေးရဲ့အစာဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလင်လေးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ ဇလန်းတေများစွာကိုမလွတ်တန်းနာစေနိုင်ဖို့ဘီနာအနုဒီခေါလောင်းလေးကိုလည်းနှိမ့်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ဝဲစတင်လိုက်ပါပြီ။အောင်ထုကလည်းနေစဉ်ပြန်ပြောနေကြအတိုင်းပဲစိတ်မပါတပါလေးတန်းနဲ့ပြန်ပြောရင်းကအင်းရထွက်သွားတယ်။ဒေါ်တိုင်းမြင့်အောင်ထုကြောပြင်ကိုနောက်ကနေကြည့်ရင်းကကြံခဲ့တယ်။အောင်ထုသူ့မြင့်ခွေးလေးကပျောက်သွားတဲ့အထိငေးကြည့်နေမိတာပါ။ဒါလေဒေါ်တိုင်းမြင့်အတွက်နေစဉ်လုံမိနေကြအလို့တခုလိုပါပဲ။အမေတခုသားတခုဘဝမှာ ဒေါ်တန်းမီဟာအောင်ထိုးအတွက်အမြဲတမ်းစိတ်ပူပန်နေရတယ်။အောင်ထိုးအလို့ကကားမောင်းတဲ့အလို့ဆိုတော့စိတ်မြန်လက်ပြန်ရှိတတ်တဲ့သူ့သားအချင်းကိုတည်ထားလို့ဒေါ်တန်းမီပူပန်မယ်ဆိုလဲပူပန်စီရပါပဲ။တနေ့တနေ့ဒေါ်တန်းမီမှာတော့အောင်ထိုးမောင်းတဲ့ကားဘေးရနေကင်းရှင်းပါစေလို့ဆုတောင်းရတာအမောပဲ။အောင်ထိုးကမြို့တင်နဲ့မြို့ရင်းကိုပြေးတဲ့စစ်တီမောင်ဘတ်ကားရင်လိုက်မှာကားမောင်းတဲ့ driver ပါ။သူ့မောင်းတဲ့ကားကတော့ဒိုင်းနာကား။ကားအောင်နာကတော့ဒီမြို့တင်မှာပဲနေနေ။အစောကြီးထပြီး6နာရီအရောက် ကောင်းနာအင်ကိုသွားရတယ်။ကောင်းကိုစပယ်ယာမောင်နီနဲ့အတူစစ်စေးယူပြီးမြို့တိကိမ်မှာခီးသွားထိုးရတယ်။တနေ့လုံးမြို့တိနဲ့မြို့ရဲကမြို့မစေးကိုအခေါက်ခေါက်ကူးတန်းမောင်းနေနေရတာပါ။ရှင်လိုင်းကည၈နာရီလောက်မှတိမ့်လို့အပြက်မိုးချုပ်တက်ပါလေ။တနေ့လုံးသားအတွက်စိတ်ပူပန်နေရတတ်တဲ့ဒေါသမြင့်ကတော့ကာသိမ့်ပြီးရနဲ့အင်ကိုအရောက်ပြန်လာစေခြင်းနဲ့အောက်ထူးကတော့အဲ့ဒီလိုမဟုတ်ဘူး။ကာသိမ့်ပြီးမှလမ်းထိပ်ကအရက်ဆိုင်မှာအရက်တောက်နေတတ်တယ်။မူးမအင်ပြန်လာတယ်။ မူးနေတော့ညစာထမင်းကိုကောင်းကောင်းမစားဝင်တော့ဘူးဒေါ်သန်းမင်းကအမဲတတိထားနေရတဲ့ကားမောင်းတဲ့အလုပ်ကိုလုပ်နေရလို့အစားကိုကောင်းကောင်းစားစေခြင်းနဲ့ဝဝလေးလေးအပြည့်အောင်စားစေခြင်းနဲ့ဒါပေမဲ့အောင်သူကတော့ညတိုင်းရေမတောက်ရရင်မနေနိုင်ဘူးညစဉ်တောက်လာတာပဲမြို့တိတ်ကိတ်ကိုပြင်ရောက်ပြီးမှကားကိုအုံနာအိမ်မှာပြန်ပြီးမှလမ်းထိပ်ဆိုင်မှာတောက်တာမျိုးဆိုရင်တော်ပါသေးတယ်တခါတလေကျရင်မြို့ထဲမှာခီးတယ်ဆောင်ရင်းနဲ့ကားကြကြီးရထားရရင်ကားကြီးနဲ့နီးရဆိုင်မှာဝင်တောက်လာတတ်တယ် ညာပိုင်းဆိုရင်တော့ခီးတယ်နေတော့တခါတလေကြရင်တော့လူပြည့်အောင်ဆောင်းရတာမျိုးရှိတာ哦။ကားကိုအုံနာစီပြန်မအပ်ခင်လမ်းမှာတောက်လာတာမျိုးကိုဒေါ်တန်းမင်းကပို့ပြီးတော့စိုးရိမ်မိပါသေးတယ်။အဲဒါကြောင့်လဲအင်္ဂါထွက်တိုင်းအောင်ထူးကိုမောင်းနေရတာပါ။ယောက်ျားလေးမျိုးအရက်တောက်တာမျိုးကိုတော့ဒေါ်တန်းမင်းကအပြစ်မပြောချင်ပါဘူး။အများကြီးတရားလွန်တောက်မှာကိုသာစိုးရိမ်မိတာပါ။အဲဒါကြောင့်တောက်ချင်ရင်အင်ကိုဝေလာပါ။သမီးမစားခင်အိမ်မှာပဲတောက်ပါ။တန်ယုံတင့်ယုံတောက်ပြီးတော့သမီးကိုဝင်အောင်စားပါလို့ ဒေါ်တန်းမင်းကအောင်ထူးကိုအမြဲပြောတယ်။အောင်ထူးကလည်းအိမ်မှာတယောက်တည်းတောက်ရတာပြေးစရာကောင်းနေတယ်။ဆိုင်မာမအပေါင်းအသင်းအစုံနဲ့ရီစရာမိုးစရာပြောရင်တောက်ရတာဖီလင်းလာရည်မခက်ဘူးလား။ဒေါ်တန်းမင်းကတော့အမေဆိုတော့ပူပန်တာပါပဲ။အဲ့ဒါကြောင့်လေ။ဒါအပြင်မိုးမချုပ်စေနဲ့နော်။ရက်တွေကိုလည်းမူးကောင်တောက်မလားနဲ့။အပြင်ကဝင်လာပြီးမာနေကြစကားစုတစုဖြစ်နေတော့တာလေ။ဒါပေမဲ့မှားတာမှားတာပါပဲ။အောင်ထူးကတော့အိမ်ပြန်ရောက်ရင်မူးနေပြီ။ ။ထမင်းကိုစားရီစုအောင်စားပြီးအိတ်တော်တာပဲ။အောင်ထူးအတွက်အနည်းငယ်ကင်းရှင်းအောင်တော့ဒေါ်တန်းမြင့်မှာတနေ့လုံးဖះရှိကိုပရိစိတ်မြတ်တာဖို့နဲ့လုံနေရတော့တယ်။အမင်းနဲ့သားနှစ်ယောက်တည်းရှိတဲ့သူတို့အင်္ဂလီကတော့ဒီလိုပဲတနေ့နဲ့တနေ့လဲပတ်နေတော့တာပါပဲ။အောင်ထူးထွက်သွားတာနဲ့ဒေါ်တန်းမြင့်အိမ်တကားကိုတောခတ်ပြီးတော့ဈေးကိုထွက်ခဲ့တယ်။ဒါအတွက်ညစာဖွဲ့ဖွဲ့ရရလေးချက်ဖို့ပါ။အောင်ထူးကိုထမင်းချိုက်ထဲပြီးစရာမလိုဘူး။ညလေစားဦးတော့ဂိမာပဲဝယ်စားတတ်တယ်။အဲဒါကြောင့်အိမ်မှာတနေ့တည်းစားတဲ့ညစာဦး ဒေါ်တန်းမြင့်ရကောင်းကောင်းစားစီကျင်လာလေ။သူကဖူဖေရရချက်ထားပြီးမေမူလာတဲ့အောင်ထုကတော့ဖေးတဝက်စင်တဝက်နဲ့စားတယ်ဆိုုံစားတာကိုမြင်ရရင်တော့ဒေါ်တန်းမြင့်စိတ်မကောင်းဘူး။ဒါပေမဲ့အမေဆိုတော့ကအမတ်မရှိပါဘူး။ဒီညတော့ငါသားလေးစောစောပြန်လာကောင်းရဲ့အမေချက်ထားတဲ့ဟင်းကလည်းစားကောင်းပါရဲ့လို့တွေးပြီးနေတိုင်းစေးတော့ကောင်းကောင်းမွန်မွန်ချက်ပြုတ်ထားတတ်တာကြီးပဲ။ဒီနေ့တော့အောင်ထုကြိုက်တတ်တဲ့ရုပ်သီးများများနဲ့ခက်ဆက်ဆက်လေးချက်မယ်လေ။ဒေါ်တန်းမြင့်အိမ်လေးပြန်ရောက်ရောအိမ်ရှိမှရက်နေတဲ့ ရွာကညမဝမ်းကမအေးမကို တွေ့လိုက်ရတယ်။ဟဲ့အေးမအကြောင်းမကြားဘာမကြားနေပါလား။မကြားဆိုချက်ချင်းကြီးထွက်လာတာ။မမတမ်းမြင့်ရေရွာထိတ်ကကိုရင်ညိုနဲ့မဖြူတို့တို့လင်းမယားကမတမ်းမြင့်ကိုလည်းအလူလာဖို့ဖိလိုက်တယ်။လာနိုင်ပါအေးငါလာရင်အောင်ထူးတယောက်တည်းဘယ်နေဖြစ်မလဲ။မမတမ်းမြင့်တို့ကလှုပ်ပြီးသူ့မှာဒီသားအတွက်ပဲအချိန်ပေးနေရတယ်တကယ်ပဲ။အောင်ထူးကိုငါမကြည့်လို့ဘယ်သူကြည့်မလဲအေးနီးရလေ။ ညီမနှစ်ယောက်သာအေဒီကာဖွင့်ဝင်ပြီးမနက်စာချက်ချပြုတ်ကြတယ်။ထမင်းစားပြီးမြို့မကြီးထဲသွားပြီးတင်ငန်းဝင်မယ်နော်မမတမ်းမြင့်။အလူအတွက်တခြားဝယ်စရာလေးတွေလည်းရှိသေးတယ်။အင်းကကလေးတွေအလူမဝေးရမယ်။မမတမ်းမြင့်လိုက်ခဲ့ဦး။မနက်မှသွားပါလား၏။မြို့ရဲအသွားအောင်ထူးကားနဲ့လိုက်သွားရုံပဲ။အချိန်မရဘူး။ကျမမနက်ဖြန်နေခင်းပြန်မှာ။ညီတို့ကလည်းလာလိုက်ရင်ဖုတ်ပူမိတိုက်ကြည့်ပဲ။ငါ့ကိုအဖို့ရအောင်။၃လညအိတ်မယ်တော့မရှိဘူး။တကယ်တည်းငါ့မှာတယောက်တည်းပြင်းနေရတာ၏။ လဲသိမ့်ပြီးတလကူတရင်လာနေပါပဲမမတမ်းမြင့်ရဲ့ဒီလိုနဲ့ထမင်းစားတော့ပြီးမှညမနှစ်ယောက်သားမြို့ထဲကိုထွက်ခဲ့ကြတယ်။ဈေးထဲမှာဈေးဝယ်ရုံဆိုပြီးမေးဝဲတာချမ်းတာတော်တော်နဲ့မပြီးပါဘူး။တင်ငန်းဝယ်တာအဝိစားဝယ်တာတခြားတူလီမူလီတွေဝယ်တာနဲ့ချင်းနေ့လယ်နှစ်နာရီထိုးသွားတယ်။ရွာလူကြုံလို့ပြေးလိုက်တဲ့စာအုပ်လေးတော့ပြီးရသေးတယ်။ဟိုရောက်တော့ကိုရွာသားချင်းချင်းဆိုတော့မပြောင်းပါနဲ့အောင်ညစာစားတော့ပြီးမှ ပြန်မဆိုးလို့နင်းနေရသေးတယ်။တော်တမ်းမြင့်နဲ့သူတို့နေရာလေး တမျိုးရင်းနေတယ်ဆိုပေမဲ့မျိုးတင်နဲ့မျိုးရဲဆိုတော့တွေ့ရခဲ့တယ်လေ။ကြွားလူလာလဲတော့စုံရတာဆိုတော့စကားတွေကပြောမကုန်ဘူး။ရှေးဟောင်းနောက်ဖြစ်တွေရောလက်ငင်းစည်းဝါးရေးအခြေအနေတွေရောပြောလိုက်ကြတာညနေကိုစောင်းရော။ညစာရောစားပြီးမှအဲ့ဒီအိမ်ကပြန်ထွက်ဖြစ်ပါတော့တယ်။မအေးမဝေထားတဲ့ပစ္စည်းချင်းကိုလည်းအဲ့ဒီအိမ်မှာပဲထားပြစ်ခဲ့လိုက်တယ်။ကျွာပြရင်ကောင်းကိုမြို့ရဲလာစီရမှာကိုမနေ့ပြန်မှာကားခေစင်ရင်ဝင်ယူတော့မယ်လေးခံမတဲတော့ဘူးဆိုပြီးထားခဲ့လိုက်တာပါအ ။သွားချဆိုမအေးပါရဲ့။ငါတို့အောင်ထူးကားကိုမိနိုင်သေးတယ်။ဒီချိန်ဆိုနောက်ဆုံးအခေါက်သိမ့်ပြီ။မတမ်းမြင့်ပါလေနော်။ဒီသားပဲသူ့စိတ်ထဲရှိနေတယ်။အသက်ကြီးပြီ။တင်ရောစင်တွေကိုရှုံ။အင်းရှင်တငယ်ချင်းကပြောတယ်။အိုးမတ်တီမိရဲ့။ငါမှညီလို့လို့တာသမီ၃လေးယောက်ရှိတာမဟုတ်ဘူးအေး။အောင်ထူးအတွက်ပူပန်ရတယ်တော့။အေးဟေးကြီးဟာပူလဲပူเสียရပဲ။ကြုံတုံးမှုပြောရအောင်မေ။တလောကအောင်ထူးနဲ့တွေ့တော့လေးလေကင်းကြီး သူ့စီကအယံ့နဲ့ရတယ်အိတ်။ငါလည်းဆုံးမလိုက်ပါတယ်။ညီလေးကိုသားကိုဆုံးမအောင်။ဒေါ်တင်မီစကားကြောင့်ဒေါ်သန်းမြင့်မျက်နှာကလေးငဲသွားရှာပါတယ်။ငါလည်းဒါအတွက်ပဲတနေ့တနေ့ပူနေရတာပါမတင်မီရဲ့။ဒီနေ့ညအောင်ထူးကားကိုစောစောတင်ခဲ့တယ်။နောက်ဆုံးအခါအနေနဲ့မြို့တိကိုပြန်မိကားကောင်ဂိမ်းမထူထားတာလေးစီရှိတယ်။လေးစီထဲမှာမှသူကအလေကြမှာညပိုင်းဆိုတော့ခီးတဲ့ဆယ်ယောက်ပြည့်အောင်တော့တော်တော်စောင့်ရအောင်ပါလေ။အောင်ထူးစိတ်မရှိဘူး။ရက်ကလည်းတောက်ချင်နေပြီ ဒါနဲ့စပယ်ယာမောင်နီကိုမတို့ပြန်ကြစုကွာအလဲကြောင်စောင့်နေမိုးချုပ်လိမ့်မယ်အင်းလို့ပြောလိုက်တယ်ဂိမ်းမူးကိုလည်းသူကသိမ်းတော့မယ့်အကြောင်းပြောခဲ့ပြီးတော့ဂိတ်ကနီကားကိုမောင်းထွက်လာခဲ့တယ်ကားပေါ်မှာခီးတဲ့တယောက်မျှပါမလာဘူးဒီတော့လေလွတ်လွတ်လပ်လပ်မြို့ထဲမှာအရက်တောက်ပြီးမှပြန်ဖို့ဆုံးဖြတ်လိုက်တာပေါ့အောင်ထူးကကားကိုအရက်ဆိုင်တန်းမောင်းလိုက်တယ်မောင်နီကကိုကြီးကောင်ထူးမြို့တည်ပြန်အောင်မှတောက်မှာမဟုတ်ဘူးလားအဲ့ဒီလိုမေးသေးတယ်သူကမတောက်တတ်တော့အောင်ထူးဘေးမှာထိုင်ဆောင်နေရမှာမို့မေးတာပါ မင်းရမင်းအေးတောင်ရင်စောင့်နေပါကွာတခါတလေမြို့ထဲမှာတောက်ပြရစီအိမ်လိုအောင်ထူးကပြန်ပြောတယ်ဒီလိုနဲ့အရက်ဆိုင်အယောက်မှာတော့မောင်နှီးအတွက်အေးတလုံးမှပြီးပြီးတော့သူ့အတွက်တော့ဝီစကီတစ်ပိုင်းမှလိုက်ပါတယ်ချိုးတမ်းမြင့်နဲ့မအေးမှကားကြီးကိုရောက်တဲ့အခါတော့အောင်ထူးကကိုမတွေ့ရတော့ဘူးခင်မူးကိုမေးကြည့်တော့အတော်သာအလေးကျမအောင်မစောင့်နိုင်လို့ကားသိမ်းသွားပြီအဲ့လိုပြောတော့ခင်မူးကထိုးတမ်းမြင့်ကိုအောင်ထူးမိမဲ့တိနေပြီးသားပါ ဒေါ်တမ်းမင်းနဲ့မအီမလေးမြို့တိပြန်မှုတန်းစီထားတဲ့ကားတွေကရှေ့ဆုံးကားပေါ်တက်ထိုင်လိုက်တယ်။ကားကတော့တော်တော်နဲ့ထွက်အောင်မှမဟုတ်ဘူး။ကားပေါ်မှာသူတို့နဲ့မှခီးတယ်၅ယောက်ပဲရှိသေးတာလေ။အောင်ထူအရက်တောက်ပြီးတော့မောင်ကြီးပြိုးနေပြီ။ထုံးဆန်အတိုင်းအောင်ထူကအရက်မူးရင်တွေးကြကြနဲ့အမျက်မောင်းနေ။မောင်နီကတော့ဖြည်းဖြည်းလုပ်ပါကိုကြီးအောင်ထူရ။အဲ့လိုပြောယူရတယ်။ကားပေါ်မှာလူပါတာမှမဟုတ်တာကွာ။လမ်းမလေးလူဆောင်တင်စရာမလို။လူလူလက်လက်ရှိတော့အမျက်မောင်းပြရစေ။ ဒါမှဖီလင်းလာတာကွာအောင်ထူးကကားကိုအရှင်ကိုပူတော်မြင်လိုက်သေးတယ်ဒီလိုနဲ့ကတ်တဲခွေဆိုတဲ့နေရာကို ရောက်လာရင်ကတ်တဲခွေဆိုတာကတော့အနီးမှာရဲစခန်းရှိတဲ့အကွေမူခေါ်တာပါရဲစခန်းကိုအရင်ကကတ်တဲလိုပဲတုံးတုံးကြတော့ကိုရှိကအခေါ်ကိုအတိုင်းမင်းကတ်တဲခွေကိုခေါ်နေကြတော့မှာပဲခွေလုံကကားကိတ်ကိုလည်းကတ်တဲခိတ်လိုခေါ်ကြတယ်ကတဲ့ခွေနေရာကတော့ရေမောင်းသူတိုင်းတတိထားရတဲ့နေရာပါ။လမ်းခွေက45ဒီဂရီဆွဲ့ပြီးခွေသွားတယ် ၊ကွေနားမှာကန့်သက်ဖြစ်လန်းတွေရှိသေးတယ်။အဲ့ဒီလန်းတွေကလေကားတွေဆိုင်ကယ်တွေစပိန်တွေထွက်လာတတ်တယ်။ဒါကြောင့်ကွေနားရောက်ရင်တော့ဟုံးကိုတန်ရှိဆွဲပြီးတိရမြေပါ။အောင်ထူးကတော့မောင်ကလည်းမောင်နေပြီ။ကားလန်းတလျှောက်လေအသွားရှင်းလင်းနေတယ်။မနေ့ချင်းဆိုင်လာတဲ့ကားလေးမတွေ့ရနဲ့။ဟုံးလေးမတိဖြစ်ဘူး။အရှိန်လေးမလျှော့ဖြစ်ဘူး။ဒီနုံအတိုင်းပဲဆက်မောင်းလာခဲ့တယ်။ကွေးမလိုမီလမ်းဖြတ်တစ်ခုရဲ့တက်တဲ့အရောက်မှာတော့ညာဘက်လမ်းဖြတ်တဲကအရှိန်နဲ့မောင်းချလာတဲ့မော်တော်ဆိုင်ကယ်တစ်စင်းကိုလေအနားရောက်မှမြင်တော့တယ် အောင်ထူးကရောမော်တော်ဆိုင်ကရောအရှိန်ကိုမထိန်းနိုင်ကြတော့ပါဘူးဆိုင်ကကိုအောင်ထူးကကောင်းကောင်းဘေးဆောင်တိုက်ဝင်တိုက်မိတယ်ဆိုင်ကရဲ့အလေတက်တဲ့ကိုတိုက်လိုက်မိတာမို့ရင်ငယ်ဖြစ်တဲ့ဆိုင်ကရတော့လွင့်စင်ထွက်သွားပါတယ်ဆိုင်ကကသူ့ထွက်လာတဲ့ဘက်ကိုပြန်လှည့်ပြီးတော့လွင့်စင်ထွက်သွားတာမှလူပါပါသွားတယ်ပလက်ဖောင်းရောက်တော့လူတခြားဆိုင်ကတခြားဖြစ်သွားပြီဆိုင်ကဘောကလူရဲ့ကောင်းကပလက်ဖောင်းနဲ့ပြင်းပြင်းထန်ထန်ထိခိုက်မိပါတော့တယ်ဟင်ဟာကိုကြီးအောင်ထူး အောင်သူဟာကားပရိတ်ကိုမေ့နေရင်လည်းရက်မလို့လုံးလိုက်ပါသေးတယ်။စဉ်းစားကြည့်တော့ဒီနားမှာလူတယောက်မှမရှိဘူးလေ။ကားတိုက်မှုကိုဘယ်သူမှမမြင်လိုက်ကြဘူး။တိုက်မိတဲ့လူကိုစဉ်းကြည့်ရင်မတော်တဆတေးချင်နေရင်ပြဿနာရှိမယ်။ထောင်နေကြတဲ့အထည်ဖြစ်မယ်ဆိုတာတွေတွေးမိပြီးမရက်တော့ဘူး။ရက်မလို့လုံးပြီးမှအရှိန်မြင့်ပြီးစပောင်းလာပြီးတော့လေ။ကိုကြီးအောင်သူကိုကြီးအောင်သူဟိုလူတေးသွားပြီလားမသိဘူး။မတက်နိုင်ဘူးကွာ။စင်းရှင်းနေရင်ပြဿနာရှုပ်လိမ့်မယ်။ ဘယ်သူမှမြင်တာမှမဟုတ်ပဲဒါပေမဲ့မောင်နီမင်းနှုတ်လုံစီနော်ပြဿနာတက်လာရင်မင်းမှပါမှာငကူကလေးကအောင်ထူးကိုကြောက်ရတယ်မောင်နီလည်းငြင်းသွားပါတယ်အောင်ထူးကျေးဇူးတွေကလည်းသူ့ပေါ်မှာရှိထားတယ်မဟုတ်လားဒီစပယ်ယာလို့ကိုအောင်ထူးခေါ်လို့သူ့လုံးနေရတာလေမောင်နီလည်းရင်ကုန်နှုတ်ပိတ်နေလိုက်ပါတော့တယ်ည9နာရီကျော်မှဒေါ်သန်းမင်းတို့တက်ထိုင်နေတဲ့ကားကဂိတ်ခါထွက်လာတယ်စောင်းတင်းမို့ည9နာရီဆိုတာအတော်မောင်နေပါပြီအောင်ထူးများအိမ်ပြန်ရောက်နေပြီလားမသိဘူး ဣဒကာတုတ်ခတ်ခဲ့တာဝေယခတ်နေဒုက္ခဒေါသမီးကသူ့သားကိုတရိယာပြီးတော့တချက်ညှင်းညူလိုက်ပါသေးတယ်ဒီလိုနဲ့သူတို့စည်းလာတဲ့ဘတ်စကာဟာကတဲခွေနာကိုရောက်လာတယ်ကတဲခေမြောက်ခင်မှာလမ်းပေါ်မှာလူစုလူဝေးနေရုံးစုရုံးစုဖြစ်နေလို့ကားဟာနေသွားတယ်လူအုပ်စုကိုတိမ့်ဖယ်ပြီးတော့ဘေးကပတ်မောင်းရတယ်လူအုပ်စုထဲမှာရဲတွေလည်းတွေ့ရလို့ကားပေါ်ကလူတွေကပါပါလိတ်ဆိုပြီးစိတ်ဝင်တစားငှဲ့ဆောင်ကြည့်ကြတယ်အဲ့ဒီနေရာကလွန်လာတော့ကားစပယ်ယာက လူကိုကားတိုက်သွားလို့လေဗျအတိုက်ခင်ရတဲ့လူကတော့ပွဲချင်းပြီးပဲတဲ့ကားကိုတော့မမိလိုက်တော့ဘူးလို့ပြောတယ်စပယ်ယာကသူ့ပြေးလွှားစုံစမ်းရင်းတီလာတဲ့တရင်ကိုတကားလုံးကြောက်အောင်အော်ပြောလိုက်တယ်ကားတိုက်မှုဖြစ်တဲ့ကတဲ့ကွေကိုအလုံးမကတဲ့ကိမှာမတ်တိုင်ရှိတယ်လူတယောက်ဆင်းမယ်ဆိုလို့ကားရက်ပြီးတယ်တက်တဲ့လူမရှိပါဘူးစပယ်ယာမောင်းစရာကြီးလို့အော်လိုက်လို့ကားကဂိတ်ကနေစထွက်နေပြီမအေးမှာသူ့ပြေးမှထိုင်နေတဲ့ဒေါ်တန်းမြင့်အမှုရာထူးခြားနေတာကြောင့်လှည့်ကြည့်လိုက်တယ် တော်တမ်းမြင့်အသားတွေကအဖျားတက်တဲ့လူလိုတဆက်ဆက်တုံနေတယ်။မတမ်းမြင့်ဘာဖြစ်လို့လဲ။မအီးမမေးလိုက်တာကိုပြန်ကြည့်လိုက်တဲ့တော်တမ်းမြင့်မျက်လုံးတွေကတက်မျိုးပဲ။နီရဲလူကြောက်เสียကြီးမအီးမကလည်းသူမသိတဲ့ဒစိမ့်တယောက်လိုခက်ဆောင်ဆောင်ကြည့်နေတယ်။မမတမ်းမြင့်နေမကောင်းဘူးလား။ကားရက်ပေးပါ။ကားရက်ပေးပါ။တော်တမ်းမြင့်ကမအီးမအမေကိုပြန်မပြေးဘဲကားခေါင်းခန်းဘက်စီကိုလှမ်းဟော်လိုက်တယ်။ကားရက်ပေးကျွန်တော်စေးမယ်။ ကျွန်တော်တိုက်တက်သွားတဲ့ကားနံပါတ်ကိုကျွန်တော်မှတ်မိတယ်ရဲစခန်းမှာဆင်းတိုင်းပဲကားရက်ပေးပါမမတမ်းမိဘာရီပြောနေရလဲတတိထားပါကားရက်ပေးပါကားရက်ပေးပါဒေါ်တမ်းမိအပြုံမူကိုတကားလုံးကလည်းတန်အံ့တောနဲ့ဝိုင်းကြည့်နေကြတယ်မမတမ်းမိမရောက်သေးဘူးလေကျမတို့ကဂိတ်ဆုံးအထိစီးရမှာလေကားရက်ပေးပါဒေါ်တမ်းမိအော်တန်ကျဲလုံးလို့ရှီခန်းရဲ့ဒရိုက်ဘာကြားသွားပြီးတော့ကားကိုရက်လိုက်တယ်ဒေါ်တမ်းမိကစက္ကနေထရရင်ကားနောက်ဘက်ကနေဆင်းဖို့ပြင်နေတယ် ဒီဘွားကြီးကားရဲ့တုံးကတော့မစင်မဲဘလို့ဖြစ်တာလဲ။ဒရိုင်ဘာကအော်မီးလိုက်တယ်။ကျွန်တော်တိုက်သွားတဲ့ကားနံပါတ်ကိုကျွန်တော်သိတယ်။ရဲစခန်းကိုဝင်တိုင်မလို့။ဒေါ်သမီးကနှုတ်ကပြောရင်းနဲ့ကားပေါ်ကလွားကနေခုန်ချလိုက်ပါရင်မအေးမှလည်းမနေတာတော့ပဲကားပေါ်ကလိုက်စင်ရတော့တယ်။မမတမ်းမြင့်နေကြီးထိုင်ရဘာဖြစ်တာလဲ။ရှိရမင်းမင်းလျှောက်သွားနေတဲ့ထိုးသမ်းမြေနောက်ကိုအပြေးလိုက်ရင်းကောင်မအေးမမီးမီးထိုးသမ်းမြေကလေတောင်မကြည့်ပါဘူးမအေးမထိုးသမ်းမြေကိုမိအောင်မနှဲလိုက်ခဲ့ရတယ် အိမ်လူနဲ့မလက်မကန်ရဲစခန်းကိုရောက်သွားတယ်။ဒေါ်တန်မီးကရဲစခန်းလေးကိုမကြောက်မရွံ့ဝင်ချသွားတာမို့မအီးမလေးလိုက်ဝင်ရပါတယ်။စခန်းထဲရောက်တော့တာဝန်ကျရဲတယောက်ကဘာကိစ္စရှိလို့ပါလဲ။အိမ်လူမီးတွေတိုင်ချက်ဖွင့်ခြင်းလို့ပါ။ဩကျွန်တော်ကစစောကခုနားမှာကားတိုက်ခင်ရလို့တေသွားတယ်လူပါ။ကျွန်တော်နာမည်ကျော်နိုင်ဝင်းလို့ခေါ်ပါတယ်။ကျွန်တော်ကိုတိုက်သွားတဲ့ကားနံပါတ်ကိုကျွန်တော်မမှီတယ်။အဲ့ဒါတိုင်ချက်ဖွင့်မလို့အဖွားကြီးတို့ကထွက်လာတဲ့စကားတွေကအထူးအဆန်းမို့ရေးလေးကြောင်သွားပါတယ်။ ။မအီးမာကတော့တောသူပြီးပြီးရဲစခန်းနဲ့အထိဝင်လာရတာကိုလန့်နေပါပြီ။ပြီးတော့ဒေါ်တမ်းမြင့်ပါဇက်ကပြောလိုက်တဲ့စကားကြောင့်တွန့်လုသွားမိတယ်။အလိုမမတမ်းမြင့်ကိုကားတိုက်တဲ့လူရဲ့ဝိညာဉ်ကဝင်ဘူးနေရပါလား။ရဲစခန်းတစ်ခုလုံးလဲအလုံများသွားရပါတော့တယ်။စခန်းမှုကိုယ်တိုင်ထွက်လာတယ်။စခန်းမှုမီးတော့လဲဒေါ်တမ်းမြင့်ပြန်ပြေးတဲ့အဖြေရထားပါပဲ။သူ့ကိုယ်သူကားတိုက်တဲ့ကြောင်နိုင်ဝင်းဆိုတဲ့ကောင်းလေးတွေသူ့ကိုတိုက်သွားတဲ့ကားနံပါတ်ကိုလည်းရွတ်ပြတယ်။သူကတိုက်ခင်ရလို့တည်တဲ့နေရာကိုလည်း ရဲစခန်းထဲကနေလမ်းမီလက်ညှိုးထိုးပြတယ်အေးယူပေးပါအဲ့ဒီကားဒရိုက်ဘာကိုအေးယူပေးပါ သူ့ကြောင့်ကျွန်တော်တေးရပြီကျွန်တော်တေးရပြီကားနံပါတ်တော့စစ်တီမောင်ဘတ်စကားပါအေးယူပေးပါဗျာကျွန်တော်တို့တေးအောင်တိုက်တက်သွားတယ်လို့ရအောင်ဖမ်းပြီးအပြစ်ပေးပေးပါကျွန်တော်ကတော့ကျွန်တော်ကတော့သူ့ကြောင့်တေးပြီဟိဟိဒေါ်သန်းမြင့်ကပြောရင်းနဲ့ငိုချလိုက်ပါတယ်ပြီးတော့ဒေါ်သန်းမြင့်ကတဆက်ဆက်တဝါပြီးတော့တစ်ချက်ဝါကနေတက်လိုက်တယ်ရင်လေတော့မလို့ဖြစ်သွားလို့မအီးမကဖတ်ထားလိုက်ရပါတယ် ။အင်းမရှိတဲ့ရဲတယောက်ကလည်းဒေါ်တန်းမြင့်လက်မောင်းကိုကင်ပြီးဖမ်းထိန်ပြလိုက်တယ်။ဒေါ်တန်းမြင့်ကိုဝင်ပူးနေတဲ့ဝိညာဉ်ကတော့ထွက်ခွာလို့သွားပါပြီ။ပုံမှန်ပြင်ဖြစ်သွားတဲ့ဒေါ်တန်းမြင့်ကတော့သူရောက်နေတဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးနားမလည်နိုင်အောင်ဖြစ်နေပုံမျိုးပါပဲ။သူ့ကိုဖတ်ထားတဲ့မအေးမကိုမေးလိုက်တယ်။အေးမငါတို့ဘယ်ရောက်နေရလဲ။ဒီနေရာကိုဘာလို့ရောက်နေရလဲ။ငါဘာဖြစ်သွားရလဲ။ပြန်ကြဆိုမမတမ်းမြင်ပြန်ကြရအောင်အပြင်ရောက်မှကျမပြောပြမယ်မင်းမကဒေါ်တမ်းမြင့်ကိုဆွဲခေါ်လာခဲ့ပါတော့တယ် စခန်းထဲမှာကြံ့ရင်ခဲ့တယ်ရဲမှုတန်းတွေလည်းအဖြစ်ဖြက်ကိုတန်အတော်ပြောဆိုရင်ကြံ့ခဲ့တယ်အဖွားကြီးပြောသွားတာကိုဘလို့သဘောရတယ်လဲဆရာရဲတယောက်ကစခန်းမို့ကိုမေးတယ်တေးရပူပြောတဲ့စကားဟာတရားဥပဒေအရဘောင်းမွေဝူးကဒါပေမဲ့ဆရာနောက်ရဲတယောက်ကမုံဝင်မရဲဝင်ပြောလိုက်ပါတယ်သူကရင်တိုက်ဖြစ်တဲ့နေရာမှာဆစ်ဆဲပြီးအခုပဲပြောင်းလာတဲ့သူပါအဖွားကြီးပြောသွားတဲ့စကားတွေကကားတိုက်သေးတဲ့ကောင်လေးနမေကတော့အမှန်ပဲဆရာတီးသွားတဲ့ကောင်လေးကကြုံနိုင်ဝင်းနေ အပြည့်အပြည့်အပေါ်မှာစဉ်စားပြေတိုရင်းနဲ့စကမ်းမှုရဲ့မျက်ကုံးနှစ်ဖက်ဟာတွန်ကွေးနေပါတော့တယ်။ဘယ်အေးမှပြန်ပြောလို့တိုးတန်းမီဟာသူ့ကိုကားတိုက်သေးတဲ့ကောင်လေးရဲ့ဝိညာဉ်ဝင်ဘူးတယ်ဆိုတာကိုသိလိုက်ရပါတယ်။တရေဝင်ဘူးနေတော့ကသူ့ဘာဒီပြောခဲ့တယ်ဆိုတာတော့မမှတ်မိတော့ဘူး။တိုးတန်းမီရဲ့ငကိုအသီးစိတ်ပြောင်းနေတဲ့အချိန်ကိုအဲ့ဒီအဖြစ်ကြောင့်တိုးတန်းမီတို့နိုင်ဝက်လောက်အိမ်ပြန်တော့ကြသွားရပါတယ်။ကတဲ့ကိန်းမှာကားပြန်ဆောင်နောက်ဆုံးကားလာမှတက်စီလာလိုက်တော့ည၈နာရီခွဲမှပဲအိမ်ပြန်ရောက်ပါတော့တယ်။ တရေပူးခဲ့တဲ့အဖြစ်ကိုတော့ဒေါ်သန်းမြင့်ရောမအေးမှာပါတိတ်အေးမထားမိတော့ဘူးဒေါ်သန်းမြင့်နှုတ်ကအောင်ထူးမောင်းနေက နမတ်ကိုထုတ်ပြောခဲ့ပြီးမင်းသူ့အသည့်စိတ်နဲ့ပြောတာမဟုတ်လို့အဲ့ဒီကားနမတ်ကိုသူမမှတ်မိဘူးမအေးမှာလေတခါတလေမှမျိုးကိုတက်လာတယ်သူဆိုတော့ဒေါ်သန်းမြင့်တရေပူးရင်ရွပြခဲ့တဲ့ကားနမတ်ဟာသူ့တူအောင်ထူးမောင်းနေကဖြစ်နေမှမသိဘူးအင်းပြန်နောက်ကြတာနေပြီအဲ့ဒီအဖြစ်ကိုမိမိပြပြဖြစ်သွားပါလိမ့်ဒေါ်သန်းမြင့်ကကားဂိတ်ဆုံးကနေအင်းကိုလမ်းလျှောက်ပြန်မာတော့ ကောင်းအောင်နာအိမ်ကိုလှမ်းကြည့်လိုက်တော့အောင်ထူးမောင်နဲ့ဒိုင်းနာကအိမ်ဝင်းထဲမှာရက်ထားတာတွေ့လိုက်တယ်။အောင်ထူးပြန်ရောက်နေပြီမို့စိတ်အေးသွားရပါလေ။အရက်များဝင်တော့နေသလားအိမ်ပြန်ရောက်နေရင်တော့အဝမှာထိုင်ဆောင်နေရတော့မှပဲတွေ့ပြီးတော့အိမ်ကိုရောက်အောင်မြေမြန်ရှောက်လာကြပါလေ။အိမ်ရောက်တော့ထင်းတဲ့အတိုင်းမှာပဲအောင်ထူးကရောက်နေနေပြီ။တကားတော့ခက်ထားလို့အိရှိကလေကားကုန်မှာစောင်းချောက်ထိုင်ရင်းစောင့်နေတယ်။အမေဘယ်သွားနေရလဲ။ဟင်ဒေါ်လေးမအီမှာရောက်နေတယ်။ဟုတ်တယ်သား။ အေးမအလူအတွက်ဈေးလာဝေးတာအမေလိုက်ပို့နေလို့မိုးချုပ်သွားတာတာရောက်နေရကြပြီလားကြပြီကဲလာလာ အထဲဝင်ပြီးရင်တော့ထမင်းစားရေတော့မချိုးနဲ့တော့အေးတယ်ထမင်းမစားတော့ဘူးအမေအိတ်တော့မယ်ဟဲ့ဘလို့ဖြစ်တာလဲအောင်သူကတော့သူ့ကျူးလွန်ခဲ့တဲ့ပြမှုအတွက်စိတ်မလုံးလို့စားချင်စိတ်မရှိတော့တာပါဒီကောင်းရဲ့လားငါသားမှန်းတော်တမ်းမြင့်ကအမူအရာထူးခြားနေတဲ့အောင်သူကိုကြည့်ပြီးတော့စိုးရိမ်စိတ်နဲ့နှစ်ဖူးကိုစမ်းကြည့်တယ်ဒီကောင်းပါလေအမေကဒါဖြင့်ထမင်းစားလေ တနေ့လုံးပေးမလာတာကိုဘယ်နဲ့အေးရမှာတော့အမေတို့ကမတ်တင်မီတို့အိမ်မှာစားခဲ့လို့မစားတော့ဘူးမင်းကြိုက်တတ်တဲ့ပစုံစိတ်ကလေးကိုခက်ဆက်ဆက်ချက်ထားတယ်ငါသားစားလိုက်နော်စားလိုက်ဒေါ်တန်းမင်းကပြောပြောဆိုဆိုနဲ့မိဖို့ခန်းထဲဝင်သွားတယ်အောင်ထူးကကို့ပူနေကိုမိုးအိမ်ရှိခန်းမှာချေးပြလက်ပြထန်ချလိုက်တော့တယ်ထမင်းဟင်ခုခတ်ပြီးရနေဒေါ်တန်းမင်းကမိဖို့ခန်းထဲကနေလမ်းခေါ်လိုက်တယ်ဟဲ့အောင်ထူးငါသားလာလေထမင်းစားလက်ဒီမဲ့အမေကမင်းကြိုက်တတ်လို့ ပစုံစိတ်ကလေးရအောင်ဝင်ဆက်ထားတာငြုပ်ပြီးဆက်ဆက်နဲ့လာစားလိုက်ပါဦးမစားချင်ဘူးအမေရအောင်ထူးကအင်းရှိခန်းကနေပြောင်းအောင်ပြောတယ်။သွားစားလိုက်စမ်းမအောင်ထူးရဲ့မေးလုံးတဲ့လူကစားစီချင်လို့ချက်ထားတဲ့ဟာကိုသွားတစ်လုံးနှစ်လုံးဝင်အောင်စားလိုက်မေးမှဝင်တိုက်တွန်းတယ်။ထမင်းမစားချင်ရအောင်နေပါရီစားလာလို့လေဟဲ့ဒေါ်တန်မြင့်အတန်းကမိဖို့ခန်းထဲကနေထွက်ထွက်လာတယ်။အဲ့ဒီတော့မှပဲအင်းရှိကနေအော်ခေါ်လိုက်တဲ့အတန်တန်ကြားလိုက်တယ်။ဒေါ်တန်မြင့်ဒေါ်တန်မြင့်ရှိသလား အောင်ထူရောရှိသလားအော်မီးလိုက်တဲ့အတန်းကရက်ွက်ကောင်စီယုံကယာယီမူဦးကျော်အောင်ရဲ့အတန်းမှာဦးကျော်အောင်ခေါ်တန်းကြောင်းဒေါ်တန်းမြင့်မိမှုကန်းနေရထွက်ခဲ့ပြီးအင်းရှိကိုရှောင်လာတယ်ပထမတော့မအေးမှရောက်နေတာအစင်းတိုင်မို့တတိလာပေးရလို့ထင်လိုက်မိပါသေးတယ်အင်းရှိရောက်လို့ကြည့်လိုက်တော့ဦးကျော်အောင်တယောက်တည်းမဟုတ်ဘူးအောင်ထူရဲ့ကောင်းအောင်နာဥဆန်ပိုင်မှာပါလာတယ်ပြီးတော့အောင်ထူကစပယ်ရမောင်းနေအောင်ထူကလည်းအင်းကိုရောက်လာတဲ့လူတွေကိုကြည့်လိုက်တာနဲ့အခြေအနေကိုနားလည်လိုက်ပါပြီး ဒေါ်တန်းမီကတော့အိမ်ရှိမှရက်ထားတဲ့ရေကားကိုလည်းတွေးလိုက်ပါတယ်။ရဲတချို့ကဥကြောင်အောင်နဲ့ဥဆမ်မိုင်နောက်ကနေအိမ်ထဲဝင်လာကြတယ်။"အိုး၊ဘာဖြစ်လို့လဲ။ဘာကိစ္စရှိလို့လဲဥကြောင်အောင်"ဒေါ်တန်းမီရဲ့မိကုံးအဆုံးမှာပဲအိမ်ထဲကနေအောင်ထူးရဲ့ငုံတန်းထွက်ပေါ်လာပါတယ်။ဟင်းအမေအမေအဲ့ဒါကျွန်တော်ကိုလာဖမ်းတာအပြ။ကျွန်တော်ကိုလာဖမ်းတာ။ဟင်း။ဗားတဲ့ကဲဒေါ်တန်းမီအောင်ထူးကိုယ်တိုင်လွယ်လွယ်ကူကူဝန်ခံနေတော့လေပွင့်ပွင့်လင်းလင်းပဲပြောရတော့မှာပေါ့။ခမရသာအောင်သူ လူတယောက်ကိုကားနဲ့တိုက်ခဲ့တာပွဲစီမီတည်သွားတယ်ဗျာအဲဒါကြောင့်အောင်ထူးကိုဖမ်းဖို့ရဲတွေလိုက်လာတာပဲဟုတ်တယ်ထိုတိုင်းမြင့်ကားကိုလည်းစစ်ဆေးပြီးပါပြီ မောင်နီကိုစစ်ဆေးတော့လေမောင်နီကဝင်ခန့်နေအဲဒါကြောင့်မောင်နီ မောင်နီမင်းဖော်ပြလိုက်တာပေါ့လေမင်းကမဟုတ်ဘူးကျွန်တော်အထင်မှားပါနဲ့ကိုကြီးအောင်ထူးရဲ့ရဲတွေအိမ်ထိလိုက်လာပြီးစစ်ဆေးလို့အမှန်တိုင်းပြောလိုက်ရတာပါကျွန်တော်ဖော်ကောင်လောက်တာမဟုတ်ပါဘူးမေးမာကောင် အင်ကိုလိုက်လာတဲ့ရဲတွေကိုကြည့်ပြီးမျက်နှာပြက်သွားတယ်။မမတမ်းမြင့်ဒီရဲတွေကမမတမ်းမြင့်ဟိုဟာဖြစ်ပြီးဝင်ခဲ့တဲ့ရဲစခန်းရဲတွေလေ။ရဲတယောက်ကလည်းဒေါ်တမ်းမြင့်နဲ့မအေးမာကိုမြင်ပြီးလွတ်ကနေပြောလိုက်တယ်။ဟာတရေပူပြီးစခန်းမှာတိုင်ချက်ဖွင့်တဲ့ဒေါ်ကြီးပါလား။အဲ့ဒါရဲရဒေါ်တမ်းမြင့်လဲကြမလို့ဖြစ်တော့ဖန်တိုင်းပေးခဲ့တဲ့ရဲပါ။ဒေါ်တမ်းမြင့်ဖြစ်ရတဲ့ခုလုံးကိုခြုံငုံသဘောပေါက်လိုက်ပါပြီ။အောင်မလီကိုကျိုးနေပါဗောလား။ ထိုသမီးကရင်ဘတ်ကိုပုတ်ပြီးအုံဟုန်လိုက်တယ်။ရဲတွေကတရေပူပြီးတိုင်ချက်ဖွင့်တာဟာတရားမဝင်ပေမဲ့ထိုသမီးပြောသွားတဲ့စကားတွေမှာတည်သူနမယအမှန်ဖြစ်နေတဲ့အတွက်လိုအပ်တဲ့စုံစမ်းမှုတွေလုပ်ခဲ့ပါတယ်။စစ်တီမောင်ဂိတ်ကိုလှမ်းပြီးတော့ထိုသမီးပြောသွားတဲ့ကားနံပါတ်ကစစ်တီမောင်ကားဂိတ်မှာအမှန်တကယ်ရှိနေတယ်။ဂိတ်မှုကကားဟာလူမတည်မဲ6နိုင်လောက်မှာကားတင်သွားကြောင်းကားမောင်းသူက အောင်ထုဖြစ်ကြောင်းအစ်စ်ခံနေရဲတွေကတော့ကောင်းအောင်လာလိုက်စားအတိုင်းလိုက်လာတယ် ကားကိုစစ်စေးတော့ကားနံပါတ်မှန်နေရတွေ့တယ်။ကားဖုံးရှိမှာတိုက်မိတဲ့အပုံးပဲတွေလည်းတွေ့တယ်။စပေးယာမောင်နီကိုခေါ်စေးကြည့်တော့မောင်နီကကြောက်ကြောက်နဲ့ဝန်ခံလိုက်လို့ကျော်နိုင်ဝင်းဆိုသူကိုတိုက်သွားတယ်။နံပါတ်မတိလိုက်တဲ့ကားကတော့အောင်ထူးမောင်းတဲ့ကားဆိုတာတေးကြသွားပါတော့တယ်။ရဲတွေလည်းတေးသူကျော်နိုင်ဝင်းဝင်ပူးပြီးတော့တရခန့်အစ်စ်ကိုဖောက်ထုတ်ပေးခဲ့တဲ့မိမကြီးဟာတရခန့်ရဲ့အမိဖြစ်နေရတွေ့ရလို့အံ့ဩမဆုံးဖြစ်နေကြပါတော့တယ်။ရဲတွေကတောင်ဝင်ရအောင်သူကိုလက်ထိတ်ခတ်ပြီးခေါ်သွားပါတယ်။အောင်မလေးတာ တာမင်းကိုထောင်ထဲရအောင်လုပ်တဲ့သူကမင်းအမိငါကိုယ်တိုင်နေပါဖို့လားရင်နာလာကြည်ရဲ့တားရဲ့ဒေါ်သမ်းမြင့်အုံကိုရင်းနဲ့ကြံခဲ့တယ်ဒေါ်သမ်းမြင့်ဆိုလိုရင်းကိုအောင်ထူးမသိသေးပါဘူးအောင်ထူးလိုပဲဦးကျော်အောင်တို့ဦးဆန်ပိုင်းတို့မောင်နီတို့လည်းမသိကြဘူးရဲတွေနဲ့မအေးမှပဲသိကြတယ်ဟိုးအဖြစ်ဆိုးလာကြည်လန်ငါသားလေးသူကြိုက်တဲ့ပစုံစိတ်လေးနဲ့တော့ထမင်းစားမသွားရရှာပါလားသားရဲ့ကိုသားကိုချုပ်တဲ့ရအောင်လုပ်မိတဲ့မိကိုခွလွတ်ပါတော့ငါသားရဲ့ အမလီငါအဖြစ်ကတော့ဝဆိုးလိုက်ကြည်လားအမေဘီလူဖီးရတော့မလေးသားရဲ့မမတမ်းမြင့်မမတမ်းမြင့်တတိထားပါတရားနိုင်ဖြစ်ပါမမတမ်းမြင့်ရဲ့အီမငါတရားမရှိလို့မဟုတ်ဘူးလူတယောက်ဟာကိုပြုခဲ့တဲ့မကောင်းမှုတန်းတန်ပြန်ခံစားရမယ်ဆိုတာငါလက်ခံနေအောင်တို့မှိုက်မားခဲ့မိတဲ့အတွက်သူအပြစ်တန်ခင်ရတော့မင်းဒါအောင်ငါလက်ခံနေအီမငါယူကျုံးမရဖြစ်တာငါသားလေးရဲ့ပြစ်တန်ကိုငါကိုယ်တိုင်ဖော်ထုတ်ပေးတယ်လို့ဖြစ်သွားတာကိုပါအီး ငါဖြစ်ကသားကိုထောင်ထဲရအောင်တွန်းပို့တဲ့အမေဖြစ်ရပြီဟဲ့ငါဘလို့ဖြစ်ရမလဲငါဘလို့ဖြစ်ရပါတော့မလဲအမလေးအမေဖြစ်ကစိုးလာကြည်လားသားရဲ့ထိုတိုင်းမြင့်ရဲ့အုံငုံတဟောင်းပဝင်းချင်တစ်ခုလုံးကိုပြန့်လွင့်သွားပါတော့တယ်ပြိတ္တများရှင်ဆာရီသူဆရာနွေတမန်ဟီတာထားတယ်ရုံးမဖေတာဆိုရဲဖြစ်ရမယ်ဇလန်လီရတော့ဒီမှရင်ပြီးဆုံးသွားပါပြီနားစင်အပီးခဲ့ကြတဲ့ပြိတ္တတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်